်မင်္ဂလာပါရှင်ကျမတော့ဖူအီအီနွယ်ပါဒီဗီယိုမြင်တန်ကြရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်ကြိုင်းခိမီစံပြကြီးရွာမှာကရင်နယ်ကြားဆောင်တက် BGF KNA ခေါင်းဆောင်ဗိုလ်ချုပ်စောချစ်သူမိသားစုကဦးစီးဆောက်လုပ်လှူဒန်းထားတဲ့အခြေခံပညာအထက်တန်း၃ထပ်ကျောင်းဆောင်တစ်ကိုမေလ29ရက်မှာဖွင့်လှစ်လိုက်တယ်လို့သိရပါဗျ။ အနာဂတ်လူငယ်မောင်မယ်ရီခိမိပညာရက်တွေတင်ကြားနိုင်ရေးရည်ရွယ်တယ်ဆိုပြီးကျက်ငွေသိန်းပေါင်း၄000ကျော်အကုန်ကျခံပြီးတော့အထက်တန်းကျောင်းဆောင်တင်ကြီးကိုဒေါနာတောင်နှံအရေးအောက်ကကြီးရွာတရွာဖြစ်တဲ့ကျိုင်းခိမိစံပြကြီးရွာမှာဖွင့်လှစ်လိုက်တာလို့သိရပါဗျ။အဲ့ဒီစာတင်ကျောင်းမှာကျောင်းသားကျောင်းသူထောင်ကနန်းနီးပါးပညာသင်ကြားနိုင်ပြီးခိမိနီးပညာပစ္စည်းတွေနဲ့သင်ထောက်ကူပစ္စည်းတွေပါရှိတဲ့ခိမိကျောင်းကြီးဖြစ်တယ်လို့ဖွင့်ပွဲတက်ရောက်ခဲ့တဲ့ကျောင်းသားမိဘတယောက်ကပြောပါဗျ။ ကရင်ပြည်နယ်နယ်ခြားဆောင်တပ် BGF KNA ခေါင်းဆောင်ဘုံမူကြီးစောချစ်သူနဲ့တားနှစ်ယောက်တို့ကိုကြားဖြတ်အွန်လိုင်းငွေလိမ်ဂိုင်းတွေနဲ့ဆက်ဆက်ပတ်သက်နေတဲ့ဆိုပြီးအမေရိကန်အစိုးရကမေလ9ရက်မှာပိတ်ဆို့တန်းခတ်အရေးယူထားပါတယ်ရှင်။ ထိုင်းနိုင်ငံမှာကျွမ်းကျင်လုပ်သားအဆင့်အတန်းသတ်မှတ်ချက်အရအလောက်ကင်73မြို့အတွက်လောက်ခလာစာနှုံထအသစ်တွေကိုမေလ20ရက်ကအတည်ပြုလိုက်ပြီးအများစုကတရက်ကိုဘတ်600ကနေဘတ်800ကျားမှရှိတယ်လို့ထိုင်းအစိုးရပြည်သူ့ဆက်ဆံရေးဦးစီးဌာန PRD ရဲ့ထုတ်ပြန်ချက်အရသိရပါဗျာ။ အဲဒီလောက်ခလာစာနှုံထအစ်စ်တွေဟာတော်ဝင်ပြန်တမ်းမှာကြီးညာပြီးရပ်ပေါင်း90အကြာမှာစတင်အကျိုးသက်ရောက်မှာဖြစ်ပါတယ်။ကျွမ်းကျင်မှုစံနှုန်းတွေအရလောက်ခသတ်မှတ်လိုက်တဲ့အလောက်ကန်73မျိုးနဲ့တရက်လောက်ခနှုံထတွေကတော့အများပြည်သူဆိုင်ရာခီးသွွားဘတ်စကားယင်မောင်းလျှက်စစ်မော်တော်ယင်ပြုပြင်ထိန်းသိမ်းရေးပညာရှင်ဘိမပါဂရင်းယင်မောင်းလေးအပိဆက်ပညာရှင်အီလက်ထရောနစ်ပညာရှင်မွေထိုင်းနီးပြစတာတွေအတွက်ဖြစ်ပါတယ်ရှင်။ စစ်ကောင်စီရဲ့စစ်ကြောင်းဟာ TNL ထိန်းချုပ်ထားတဲ့နောင်ချူမြို့နယ်ပုံနီးကပ်လာပြီးတိုက်ပွဲကဆက်လက်ပြင်းထန်နေပါတယ်ဒီသတင်းကိုတော့ထပ်အောင်ပေးပို့ထားပါရရှင် TNL သိမ်းပိုက်ထားတဲ့နောင်ချူမြို့ကိုပြန်ပြီးရရှိဖို့အတွက်စစ်ကောင်စီကထိုးစစ်ဆင်နေတာဖြစ်ပြီးနောင်ချူမြို့နယ်တဲကစခန်းတချို့ကိုလည်း TNL ဘက်ကပြန်ပြီးလက်လွတ်ရတာတွေရှိနေပါတယ်လက်ရှိမှာတော့စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းဟာနောင်ချူမြို့နယ်ဆယ်မှန်ဝန်းကျင်မှာကွာတော့တဲ့ရွှေမော်တော်ကြီးရွာကိုရောက်ရှိနေပြီဖြစ်ပြီး တိုက်ပွဲကဆက်ပြီးပြင်းထန်နေတယ်လို့မြေပြင်စီရင်သတင်းရင်းမြစ်တူကပြောပါတယ်။မြေပြင်သတင်းရင်းမြစ်တူပြောပြတာကို DB ကနောက်ခံတန်ထက်ဖတ်ထားပါတယ်။ရွှေမုံထုံးကိုသူတို့ဘက်ကရောက်နေပြီဆိုတာမှန်ပါတယ်။တိုက်ပွဲကတော့ဆက်ပြီးပြင်းထန်နေပါတယ်။ဟုတ်ပါတယ်။ဒီနေ့ထီလင်တိုက်ပွဲကပြင်းထန်နေလို့မှာပဲ။လက်နက်ကြီးနဲ့ရောဒရုန်းတွေနဲ့ရောတိုက်ခိုက်တာတွေရှိပါတယ်။လက်ရှိမှာတော့ရွှေမုံတော်ဘက်မှာရောင်းနေတဲ့စစ်ကြောင်းအပြင်နောင်လင်ဘက်ကနေတက်လာတဲ့စစ်ကြောင်းကလည်း နောင်ချိုကြီးတိမ်ပင်လန်းနာထီရောက်ရှိနေပြီဖြစ်ပြီးအဲ့စစ်ကြောင်းတကြောင်းဟာဂေါထိတ်မြောက်ခင်မှာပူပေါင်းပြီးနောင်ချိုမြို့ကိုဝန်ထမ်းမှုစူးစမ်းနေတာလို့စီးလီလာတုံးသက်သူတူဖြစ်တဲ့စီရီယံဘူကြီးကိုစင်ရောကပြောပါရတယ်။ဒါပေမဲ့လည်းရွှေမိုတော်အလွန်မာတော် TNL ရောဒနုတက်တွေပါအင်အားများပြားနေရှိနေတာကြောင့်စစ်ကောင်စီတို့တော့ထင်သလောက်မလွယ်နိုင်ဘူးလို့ဆိုပါရတယ်။စစ်ကြောင်းနဲ့ကြောင်းအနဲ့အပြိုင်အပြည့်ရင်ကျွန်တော်တို့ဒီလမ်းမှာမှာဂုတ်တိမရောက်ခင်တော့မှာစစ်ကြောင်းနဲ့ကြောင်းစုံပြီးတော့ နောင်ချုံလုံးတဲ့ကိုဝင်မယ်ဆိုတော့စီရည်ကြီးမှန်းချက်ပဲသူတို့ကတော့ဒါပေမဲ့ကျွန်တော်ကထင်တယ်ရွှေမုံထောကိုဖြတ်ပြီးတော့မှပဲကံကြီးဘက်မှာဆိုရင်တော့သူတို့တော်တော်လေးယုံရမယ်အနေထားမျိုးပဲအကံကြီးမှာကကျွန်တော်တို့ဒီတီယန်နာလီရောတနူရောအင်အားကောင်းတယ်လို့တော့ကျွန်တော်ကတော့နည်းနည်းသတင်းကြားထားပါတယ်ခင်ဗျာဟုတ်ကဲ့ဗျာစစ်ကောင်စီနဲ့ TNL တို့တရုတ်နိုင်ငံမှာတွေ့ဆုံခဲ့ပြီးစစ်ကောင်စီဘက်ကနေမြေပြန်တောင်းခဲ့ပေမဲ့ TNL ဘက်ကလက်မခံခဲ့ပါဘူး အိမ်နောက်စစ်ကောင်စီဘက်ကအင်အားလုံးရင်းတဲ့နောက်ချိုကိုထိုးစစ်ဆင်နေတာပါတစ်ဖက်မှာလည်းစစ်ကောင်စီရဲ့ MNDA တို့ကြာပြည့်ရထားတာကြောင့်ရှမ်းမြောင်စစ်မြေနာမှာ TNL တခုကိုပဲစစ်ကောင်စီဘက်ကဦးတည်တိုက်ခိုက်နေနိုင်တာဖြစ်ပါတယ်ကျွန်တော်ထပ်အောင်ပါရီမင်းရှိအကြီးဆုံးလေစိတ်ဖြစ်တဲ့စာနာပီပီဆိုင်ရာလေစိတ်ကိုမေလ28ရက်ဗုဒ္ဓနေ့ကပြစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့အစ္စရေးလေကြောင်းတိုက်ခိုက်မှုကိုဟူတီခေါင်းဆောင်အဗ်ဒူမာလစ်အဟူတီကရှုံချလိုက်ပြီး ယေမန်နီးယားလေကြောင်းပိုင်လေရင်ဒဇင်းပြက်စီးပြီးတော့လုပ်ငန်းလေပတ်မှုတွေလည်းအနောက်ရှက်ဖြစ်သွားခဲ့ပါတယ်။ရုံမြင့်တန်ကြားမိခွန်းထဲမှာအဲဟူတီကသူတို့အဖွဲ့ပါလက်စတိုင်းကို ထောက်ခံမှုကိုထပ်မံအတည်ပြုခဲ့ပါတယ်။ဒီနေ့စာနာလေစိတ်ကိုအစ္စရေးတိုက်ခိုက်မှုဟာငြိမ်းချမ်းရေးနဲ့တရားမျှတမှုအပေါ်ညှို့မှန်းထားတဲ့ဖိနိတ်ခံပါလက်စတိုင်းပြည်သူတွေကိုထောက်ခံနေတဲ့ယီမင်နိုင်ငံရဲ့အခြေခံရည်တည်ချက်ကိုဖိအားပေးဖို့ရည်ရွယ်တာပါလို့အဲဟူတီကပြောကြားခဲ့ပါတယ်။ အရင်တည်းကရီမင်စစ်သွေးကြွတွေဟာအစ္စရေးဘက်ကိုဒုံးကျည်တွေပြစ်လွတ်ခဲ့ပြီးတဲ့နောက်မှာအစ္စရေးကစာနာအပီပီဆိုင်ရာလေးစိမ့်ရှိဟူတီအဖွဲ့အသုံးပြုတဲ့နောက်ဆုံးလက်ကျန်အရသားလေရင်အပါအဝင်ဟူတီပြစ်မှတ်တွေကိုတိုက်ခိုက်ခဲ့ကြောင်းပြောပါရယ်စာနာလီစိတ်ကိုအရင်အစ္စရေးတိုက်ခိုက်မှုတွေအပြီးမှာယာယီပြုပြင်မှုတွေနဲ့လေရင်ပြေးလည်ပြန်လည်တည်ဆောက်မှုတွေအပြီးပြီးခဲ့တဲ့သတင်းပတ်ကလေစိတ်ကိုပြန်လည်အသုံးပြုနိုင်ခဲ့တာပါဒီလေစိတ်ကိုကုလသမဂ္ဂလေရင်နဲ့အခုနောက်ဆုံးအစ္စရေးတိုက်ခိုက်မှုခံလိုက်ရတဲ့လေရင်တို့အဓိကအသုံးပြုနေရလဲဖြစ်ပါရဲ့ရှင် အမေရိကန်ဆိုရဟာနိုင်ငံတွင်းမှာတင်ကြားနေတဲ့တရုတ်ကျောင်းသားတွေရဲ့ဗီဇာတွေကိုပြင်းပြင်းထန်ထန်ရုပ်သိမ်းသွားမယ်လို့နိုင်ငံကြားရေးဝန်ကြီးမာကိုရူဗီယိုကထုတ်ပြန်ခဲ့ပါတယ်။တရုတ်ကွန်မြူနီပါတီနဲ့ဆက်ဆက်နေသူတွေအရေးကြီးတဲ့နယ်ပယ်တွေမှာတင်ကြားနေတဲ့သူတွေပေါင်းမှာဖြစ်တယ်လို့ကြေညာချက်မှာပါရှိပါတယ်။တရုတ်နဲ့ဟောင်ကောင်ကနောက်ပိုင်းဗီဇာလျှောက်ထားသူတွေကိုလည်းပို့ပြီးကြက်မှတ်စစ်စစ်သွားမှာဖြစ်လို့သတ်မှတ်ချက်တွေကိုပါပြင်ဆင်သွားမှာဖြစ်တယ်လို့လည်းဆိုပါတယ်။ ထရန့်ရဲ့စီးချက်ခွန်ကြောင့်စူပါပါဝါနှစ်နိုင်ငံကြားကုန်သွယ်ရေးစစ်ပွဲသဏ္ဍာန်တင်းမာနေကြတာလည်းဖြစ်ပါတယ်။နိုင်ငံကြားရေးဝန်ကြီးဟာမေလ26ရက်မှာကမ္ဘာတစ်ဝှမ်းကကျောင်းသားဗီဇာအင်တာဗျူးချင်းဆိုမှုအားလုံးကိုဆိုင်းငံ့ဖို့မိန့်ထုတ်ခဲ့ပါတယ်။မေလ28ရက်မှာတော့တရုတ်ကျောင်းသားတွေကိုပြစ်မှတ်ထားတဲ့ကြေညာချက်ထုတ်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်မှာမနစ်ကပညာသင်ကြားနေတဲ့တရုတ်ကျောင်းသား2800ဝန်းကျင်ရှိတယ်လို့ခန့်မှန်းထားပါတယ်။ဒါရောမှကိုဗစ်ကာလကန့်သက်ချက်တွေနဲ့နှစ်နိုင်ငံဆက်ဆံရေးဆိုးရွားလာလို့ဒီနှစ်ပိုင်းတွေမှာအရေးအတွက်ကျဆင်းလာတာဖြစ်ပါတယ်။ Trump အစိုးရဟာလက်ရှိမှာလည်းနိုင်ငံခြားကျောင်းသားအများအများကိုပြန်ပို့တာကျောင်းသားဗီဇာထောင်ချီရုပ်သိမ်းတာတွေပြုလုပ်နေတာပါဒါပေမဲ့ဒီလောက်ရအများစုကိုတရားရုံးတွေကယာယီဟန့်တားပေးထားပါတယ်ရှင် ဒီဗီယိုမြင်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတော့ဖူအီနွယ်ပါကြည့်ရှုနာဆင်ပေးကြရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။